Hello မော်ဘီတလဆိုင်ရပါဟုတ်ဖွင့်ပါတယ်ရှင်ခဏတော့စောင်းအောင်မရှင်ဆိုင်နံပါတ်လေးရတော့ကလေးတွေနံပါတ်ပေးတာတော့ VIP မော်ဘီတလလို့နံပါတ်ပေးသွားတာဒါလေးရ VIP ဒါလေးရ VIP ပါအဲကျအူကတလုံးမွေပြီးအလဲခေါင်ကတလုံး half right ပါတယ်ကျအူချောင်းတစ်ချောင်းထည့်တယ်ငုံးဦးလေးလုံးထည့်တယ်အဲ့ဒါက VIP ပြန်ယူတော်လောက်တယ်နော်မပါဝင် ဟုတ်10မျိုးလောက်တော့ကြော်တယ်ရှင်။အဲညီမလေးပုံမှန်တော့မရှိဘူးပေါ့။ရောင်းတော့လို့ဆိုရင်အဲသသိန်းခွဲဖို့လောက်ပေါ့။ဈေးနှုန်းကတော်တော်လေးတော့တန်နေရတွေ့တယ်။ဟုတ်ပါအောင်အလုက900လေးစာ။အလုကတကူကို900။ကြိုက်ရလားဆိုညီမရဲ့အမကတော့သိတဲ့အတိုင်းပဲခုချိန်ခါတော့ကြိုက်တယ်လို့တော့မကြည့်ဘူးပေါ့။အမြဲကိုကတော့အမြဲနဲ့နဲ့လူများများကိုဖောက်တယ်များများခေါ်လိုက်တာပေါ့။ ိုင်နံပါတ်လေးကတော့ကလေးတွေနာမည်ပေးတာတော့ VIP မို့ပြတဲ့လက်လို့နာမည်ပေးသွားတာလို့မတရားလေးလည်းဆိုညီမလေးရဲ့သူတို့တွေကဟိုအမခါတိုင်းတင်တာတော့ကြက်ဥတမျိုးလည်းပဲတင်တာလေသူကလေးလေးတွေကအိမ်ကနေပြီးတော့ကြက်ဥချောင်းလေးတွေလို့ငုံဥလေးတွေလို့ယူလာကြတာယူလာရင်ကနေပြီးတော့သူတို့တွေထည့်ခိုင်းတယ်လို့အမအဆင်ပြေတယ်လို့ထည့်ထည့်ပြီးလုပ်ပေးရလေအဲလုပ်ပေးရင်လည်းနောက်ကြတော့သူတို့ကနေပြီးတော့အမကို ်အန်ဒီလည်းအဲ့မျိုးလေးတင်ရောက်လိုက်တော့တင်ရောက်လိုက်တော့ဆိုသူတို့ပြောလို့အန်ဒီလည်းအဲ့လိုလေးထည့်လုပ်လိုက်တာအာသူ့ဟောက်သူတို့နာမည်တွေပေးကြတာငါ VIP ကွာဆိုပြီးတော့အဲ့လိုမျိုးတွေသူတို့ကလှုပ်ရှားရင်းနဲ့နာမည်ကအဲ့လိုတင်သွားတာဩ VIP ဆိုပြီးတာဟုတ်မောမောရေပါပေါ့မောရေပါဆိုတော့ကိုအစာပလာတော့ပုံမှန်ပဲဒီလိုလေးပဲထဲတာအဲ့လိုငေါဦးလိုကြက်ဦးချောင်းတော့အဲ့ကလေးတွေလှုပ်ပေးလိုက်လှုပ်ပေးလိုက်တာဟုတ် ာ VIP ဆိုတော့မီနူးလေးကနမေကြီးရယ်လို့ပြောတယ်။ဘာတွေပါလဲပြောပြပါဘယ်နှမျိုးတောင်ပါအမ်ကျက်ဥကတလုံးမွေပြီးအလဲကောင်ကတလုံး half right ပါတယ်ကျက်ဥချောင်းတစ်ချောင်းထည့်တယ်ငုံးဥလေးလုံးထည့်တယ်အဲ့ဒါက BIB ပြီးရင်အဲ့ဒါခရမ်းညီသီးတို့ငရုတ်သီးတို့စူပုတ်ရွက်တို့ပဲပင်ပေါက်တို့အကုန်ပါတယ်လေပြောင်းမှုလေးတွေရောပြောင်းမှုလေးတွေရောပါတယ်10မျိုးကျော်လောက်တယ်เนาะမှာပါဝင်ပစ္စည်းတွေဟုတ်10မျိုးလောက်တော့ကျော်တယ်ရှင့် တော့မကြီးဒါဈေးနှုန်းကတော်တော်လေးတော့တန်နေရတွေ့တယ်ဟုတ်ပါတော့အလုတ်က900ကနေစတယ်အလုတ်ကတကူ900ကျောင်းထဲကတလုံးတစ်ခုဆိုရင်1300ကျောင်းနဲ့ကျောင်းဦးချောင်းနဲ့နှစ်မျိုးတွဲတာဆိုရင်1800ကျောင်းငုံဆိုလဲ1800သူတို့ပေါ်ညီမလေးတချို့ကကြတော့လေကြက်ဥမစားကြဘူးပေါ့နော်ငုံဥပဲစားကြတာလေတချို့ကကြတော့ငုံလေးနဲ့ကြက်ဥချောင်းလေးနဲ့တွဲပေးပါဆိုတော့လေ ငုံလေးနဲ့ကြက်ဥချောင်းလေးနဲ့တွဲပေးတာပေါ့ဒါလေးอ่ะ BIM ဒါလေးอ่ะ BIM ပါအမြင်လေးလည်းလာရယ်နော်အမြင်လေးလည်းလာရယ်စားလို့လည်းကောင်းဟယ်လိုမောဘတလဆိုင်ရပါဟုတ်ဖွင့်ပါတယ်ရှင်ခဏတော့စောင်းအောင်မရှင် ဲငါလေးပုံမှန်တော့မရှိဘူးပေါ့။ရောင်းကောင်းဆုံးဆို။အဲတသိန်းခွဲဖို့လောက်ပေါ့။ကုန်သင်းလုံးတွေတက်တော့ခါကျတော့ဒီမလေးရဲ့ကိုကတော့ကြိတ်မိတ်ပြီးတော့ဟိုကလောက်ရတာပေါ့ရေရှိခံအောင်လို့တော့ဟုတ်လားခုကျတော့ကိုဖားမဲလေးလာပါသေးပေါ့ကတော့ကိုကတော့ညှော်ရတာပေါ့ရက်ကိုကိုကလည်းပြီးကျတော့ဂျားလန်းလေးတဲ့ဆိုတော့လေမလာမာလေးဆိုညှော်ရတာပေါ့အဲ့အားလေးတစ်ခုပေါ့ဈေးကုန်သိန်းလုံးတွေကတက်နေတော့ခါကျတော့လေ ခုကလူငယ်တွေခေခါလာဆိုတော့ညီမလေးရဲ့သိရမလားညီိုင်းပြီးစားတယ်ကြက်ဥတွေနဲ့ပေါ့လူကြီးပိုင်းတွေလောက်ကအလွတ်စားကြတာများတာပေါ့အလွတ်ထဲမှာလည်းဘာကြီးဘာကြီးပါလဲပြောပြောအလွတ်ထဲကတော့ညီမဒီအစာပလာတွေအစုံပါတယ်လေခဲညင်သီးအရွယ်အဲ့လိုငရုတ်သီးပဲပင်ပါအကုန်ပါတယ်ညီမလေးစုပုတ်ရပါတယ်ပဲလဲပါတယ်ဘာကြီးက တယ်။ဟုတ်ကဲ့။ဒါဆိုရတော့ပေါ့ပါပေါ့။ဘာမှပီဇာပဲ။ဘာမှပီဇာပေါ့။ပီဇာလုံးနဲ့တော့မှတဝိုင်းတဝိုင်းလည်းမင်းလည်းကြီးနော်။ဟုတ်တယ်။မေရှင်ကနေပဲကြီး။နေ့လေတနာရီကနေည6ခွဲခွန်မတင်းဖြစ်ရှိတယ်။အော်ဟုတ်68ဘီလန်တစ်သုံးလုံးနဲ့တစ်တစ်နဲ့အတွင်းကြားထဲမှာပါဆိုင်ကတော့ဟွာလာပြေလောက်ွယ်တော့ပိတ်တယ်လေဟုတ် ဟုတ်ဖုန်းနဲ့ရောမှာလို့ရတယ်ဖုန်းနဲ့လည်းမှာလို့ရတယ်ယုံလေးနော်မကြီးမဲ့အချင်းလေးနဲ့ဆိုညီမလေးရေဟိုတချို့ကကြတော့အချင်းချင်းငန်ဆက်လေးစားကျင်တာပေါ့ဒီထက်ကခရမ်းညီတီအချင်းသက်ပါလာပါလာပဲပေါ့နော်ဟိုဟာလေးနဲ့ မကြီးမဲ့အချင်းလေးနဲ့ကြာစားရတာချင်းညာမတူဘူးပေါ့အဲ့လေကိုယ်တိုင်းမဲ့မကြီးမဲ့လေကိုဘာသာကိုအိမ်နေမဲ့နန်းနောင်လေးလည်းတွေ့တယ်ဟုတ်တယ်နန်းနောင်လေးကိုယ်တိုင်းမဲ့ကိုယ်တိုင်းမဲ့နှမ်းနဲ့စားနဲ့လှော်ထားတာကြိုက်ရလာတော့ညီမရဲ့အမကတော့တည့်ရဲ့အတိုင်းပဲခုချိန်ခါကတော့ဟိုကြိုက်တယ်လို့တော့မကြည့်ဘူးပေါ့အမြက်ကိုကတော့အမြက်နဲ့နဲ့နဲ့လူများများကိုဖောက်တယ်များများခေါ်လိုက်တာပေါ့အဲစင်ပြေတာပေါ့ညီမလေးရဲ့ဒီဟာလေးနဲ့ပဲကိုဟိုဟာဖြစ်တာပေါ့ ဒါသူမင်းဘယ်ရောက်တာအတွက်600အဲမယောင်းဆွေအောင်မိတ်တဆွေတစ်တေရောခုနှစ်သားသမီးတွေမုံသားတွေများများလာဖို့ပေါ့အမခေါ်ရတယ်ပေါ့အမခဏတော့စောင့်ရအောင်မဟုတ်ဒီမလေးရုပ်သေးမထက်ဘူးနော် မင်းကောင်းနေပေါ့ကျေးဇူးတင်တာလေးအဲဟိုကြည့်ကျော်သေးပါအောင်အဲကျေးဇူးတင်ပါတယ်လို့ဟိုမရှိမုံလာစားတဲ့ VIP မုတ်တလက်ကိုလာစားတဲ့မင်းဟောင်းဆွေဟောင်းတွေကိုလည်းအမမင်းဟောင်းတွေကိုလည်းကျေးဇူးအရန်တင်ပါတယ်လို့စားဘူးလေလားစားကြည့်ပါအဲမစားဘူးတဲ့လူလည်းနောက်လည်းလာစားလဲပါလို့ခေါ်ပါတယ်